အမျိုးတွေအားလုံးပဲငလင်ပေးနေမေးပေးတယ်မှာအများဆုံးကင်းဝေးကြပါသေးလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြစ် production channel ရဲ့ပြန်လည်ကြိုလိုက်ပါရစေ။ဒီလိုလေး reaction မလို့တွားပေးကြမှာတော့ယနေ့ဒွန်လ14ရက်နေ့စနေနေ့ည9:00နာရီထိနောက်ဆုံးရချေသတင်းချုပ်ကိုအချင်းချုပ်ဖော်ပြပေးစွမ်းဖြစ်တယ်တော်လည်းမျိုးအားလုံးပဲစုံနေကြရှိပြဖို့ဒီနေ့ရက်ထမှန်တောင်းဆိုလိုက်ပါရစေ။ကျွန်တော်ရဲ့သတင်းတင်ဆက်မှုချိန်တွေကိုတော့မနေ့17နာရီခွင်းနဲ့ည9:00နာရီကိုကြောင်းလဲပြီးတော့သတ်မှတ်ထားတာဖြစ်တဲ့အတွက်ပလန်မျိုးတွေအားလုံးပဲကြည့်ရှုအားပေးကြပါအောင်လို့ဒီနေ့ကနေ video ထမှန်လို့ဆိုလိုက်ပါရစေ။ရောင်းဆုံးသတင်းပုံအနေနဲ့ကတော့ဒကိုင်းတိုင်းရွှေဘုံမြို့နယ် တဲပင်ကျွန်းသူစောတီရွာကိုတိုက်ခိုက်သိမ်းပိုက်ရမှာတော့ပြူစောတီတဦးတည်ဆုံးပြီးဆက်ရှိဦးကိုအရှင်မိပြီးလက်နက်ဆက်လက်သိမ်းစီရရှိကြကြောင်းပြပူခရင်အမတ်၁၈တရင်ကနေပြီးတော့ပြန်ထားတွေ့ရှိရပါတယ်။တပင်ကျွန်းသူစောတီရွာကိုတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကစတင်ရှိခဲ့တိုက်ခိုက်ခဲ့ပြီး ပြန်လည်ထိတွေ့တဲ့ပွဲဖြစ်ကနည်းနည်း6နာရီ15မိနစ်ခန့်မှာယူဆိုဒီအထိုင်စကန်တခုလုံးကိုအပြီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်မှလည်းတိုက်ပွဲဖြစ်ပွားရာနေရာများကိုဝိုင်းကျွဲဖြင့်ဘုံသီးစကိုးလုံးကျဲချတိုက်ခဲ့ခဲ့ပြီးယူဆိုဒီရဲ့များကလည်းနည်းနည်းကြီးများဖြင့်ပြစ်ခတ်တိုက်ခဲ့မှုများလှုပ်ဆောင်ခဲ့တော်လဲတော်လိုင်းတစ်ဖွဲ့များကြီးကြိုင်မရှိပြန်လည်ဆုတ်ခွာသွားနိုင်ကြောင်းသိရှိရပါတယ်။အဲတိုက်ခတ်မှုတွင်မှာတော့ယူဆိုဒီတအူးကိုတည်ဆုံးပြီးတော့ယူဆိုဒီ၁၈ဦးကိုရှင်ဖမ်းမိနိုင်ခဲ့ကြောင်းလည်းထုတ်ပြန်ထားပါတယ်။ကြည့်အဲ့တော့ကျွန်တော်လည်းမပြောရအောင်လားဆိုပြီးရန်ရှာတဲ့ကောင်တွေရှိတယ်။အဲ့တော့ကျွန်တော်ကျွန်တော်တို့ဒီကနေ့ပြောဖို့စမ်းမ်းမရှိဘူး။ဒါက သတင်းဖြစ်နေတဲ့ပြောရမယ်အရေးကြီးတဲ့ issue တခုတော့မဟုတ်ဘူး။ဒါပေမဲ့ तू ဥပဒေကိုကျူးလွန်ဖောက်ပြတာရှိရင်တော့ဥပဒေကတော့ရေးယူလိမ့်မယ်။ဖောက်ပြတာမရှိရင်သူပြန်လုပ်မယ်။ဟုတ်ဖွင့်ခဲ့ပြီတရားရုံးကိုဆွဲချက်တင်လိုက်ပြီဆိုရင်တော့သူ့အနေနဲ့ကွန်မြူနီကိုကောင်းအောင်ဆိုဘုန်းကြီးကိုစကားတောင်ထင်ပြောချင်ဆိုတဲ့အနေထားတစ်ခုပါပဲ။ဒီထားကအန်ဒီအများလာပါတယ်။သူပြပါလေပေါ့နေရတယ်ကဘာတခုမှမဟုတ်ပေါ့ဗျာသူအားကိုးရတယ်သူကလည်းကဲလို့ရမှာလားကဲမှာမေတ္တာရက်ခံလို့ရတယ်ရအောင်ဦးသိန်းတော်မေတ္တာရက်ခံပေးလို့ရတော့အစင်းနဲ့မှာပဲနော်ဥပဒေရဆိုတဲ့နောက်မှာလုခဲ့တာတွေအကုန်လုံးဟာလက်လွန်ကျက်သွန်တွေဖြစ်သွားခဲ့တာတွေလည်းအများကြီးပါဒီလိုမျိုးဆဲတာလောက်နေတော့ခလီကလာဆန်ဆန်ဖန်ဆီမယ်လို့မ ောက်ထပ်သတင်းပုံအနေနဲ့ကတော့သမန္တကြီးဦးဝင်းမြင့်နဲ့အတိုင်ပင်ခံပုတ်ကိုမေတော်ဆန်းစုကြည်တို့ဟာနှစ်ရှည်လာမြစွာပြည်ပနဲ့ထီတွေ့ဆက်သွယ်ခွင့်ပိတ်ပင်ခံရတဲ့အခြေအနေကိုကုလသမဂ္ဂနဲ့မြန်မာသမ္မတကြီးကထပ်မံပြောဆိုခဲ့ပါတယ်။နိုင်ငံတော်သမန္တဦးဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုတ်ကိုမေတော်ဆန်းစုကြည်တို့ဟာပြည်ပနဲ့ထီတွေ့ဆက်ဆံခွင့်တစ်ရှည်လာမြပိတ်ခံထားရကြောင်းကုလသမဂ္ဂမှသမ္မတကြီးဦးချုပ်မုံတို့ကဒီနေ့မှပြည့်သက်သက်ပြောကြားခဲ့တာဖြစ်ပါတယ်။ တက်တက်လောက်ခံတရားရုံးများကလွှတ်ဝဆာလှုပ်ရှားပြီးဒေသစီရင်ချက်ကိုလည်းမိနစ်ပိုင်းအတွက်ချမှတ်နေကြောင်းတမန်ကြီးကကုလသမဂ္ဂကိုပြောခဲ့ပါတယ်။ဒီက2023ခုနှစ်တနင်္လာမှာပဲဒီမိုဒီ6ခန်းအပိတူ160ခန်းကိုဒီရန်ချမှတ်ခဲ့ကြောင်းလည်းအစီရင်ခံထားပါတယ်။အနာသိစီကောင်းဆောင်ဟာအကြီးအောင်တင်မြောက်ကိုလည်းကြီးစောက်လျက်ရှိပြီးရင်းဆောင်ဦးများမှာတရားမျှတမှုကကင်ဆွဲရန်အတွက်မဟုတ်ပဲတရားမျှတမှုကိုအကျဉ်းချရန်အတွက်ဖြစ်ကြောင်းတမန်ကြီးကရှင်းပြထားပါတယ်။မနက်ငယ်ကိုဆေးအနာသိမှုလေးနှစ်အတွင်းကျောင်းသူကျောင်းသားများဆရာဝန်များပြည်နှောင်များရွေးကောက်ခံလွတ်တော်များနဲ့ကလေးများထိပါဝင်ပြီးသူ2900ကျော်များ များနိုင်ငံရေးယက်တီချင်းများကြောင့်ဖမ်းဆီးထိန်ချုပ်ခံရတာဖြစ်ပါတယ်။အများစုမှာတရားလက်လွတ်ဖမ်းဆီးချုံနှောင်ခံဖြစ်ပြီးစစ်တမငွေညှိလိုသည့်ရွယ်ချက်ဖြင့်ဖမ်းဆီးချုံနှောင်ခံရမည်ဖြစ်ကြောင်းတမကြီးကကုလကိုရှင်းပြခဲ့ပါတယ်။အဲအခုဆောက်ထားတဲ့ကျင်းတောင်တစ်တွေကိုတော့မင်းအောင်လိုင်းတို့မိသားစုကိုလူကြီးကလေးမကြံအကုန်လုံးထည့်ရမယ်နေထားသူပါပဲ။သူပင်ခုတ်ကျုံခုတ်မကြံလုံနိုင်မတာနောက်တစ်ချိန်မှပြန်ပြီးတော့အယိုးတွေကထမတွန်မဲ့နေထားသူပါပဲ။အခုဆိုရင်နေဝင်းတဲ့ထက်ကနေဝင်းမီးဘယ်လောက်ထိတွန်နေလဲဆိုတာလေအလုံးလက်ရှိမှာတွေ့နေမှာဖြစ်ပါတယ်။အန်ရွှေရဲ့မီးတွေလည်းဘယ်လောက်ထိထက်တွန်လာအောင်လဲဆိုတာတွေ့အောင်ဖြစ်ပါတယ်။ဒါကြောင့် ပင်ခုတ်ကျမျိုးမကြံဆိုတဲ့စကားတိုင်းပဲတို့တော်လိုင်းအောင်မြင်တဲ့နေ့ကျရင်တော့ပုံလုံးကိုလုံနိုင်မှတာဆင်ပြေပြနေထားပြီပါပဲနောက်ထပ်သတင်းပုံအနေနဲ့ကတော့မြန်မာတရုတ်နယ်စပ်မှာအဓိကကုန်သွေးကိတ်ဖြစ်လာတဲ့ကျင်းစန်းကျောက်ဂိတ်မှာတဆင့်ပြောင်းဝင်ခွန်ကောက်မီဟူမြောက်ပိုင်းမဟာသုံးဘက်ကနေပြီးတော့ချိန်ရလိုက်ဖြစ်ပါတယ်။မူဆေကူသွားမဲ့ခွန်ကားများကိုလာရှုမှလည်းစောင့်ရဖမ်းဆီးနေတယ်ဆိုတာသိရှိရပါတယ်။နောက်ထပ်သတင်းမှာတော့သခိုင်းနယ်ပလေးမြို့မှာပြပြခဲ့တဲ့တကောင်စီကစစ်ခွေးလေးပြစ်ချခံတဲ့ပတ်သက်ပြီးတကောင်စီကသူတို့ဟာပြုတ်ချပြတ်ချခဲ့တာပါ။သူတို့ကိုယ်တိုင်သွားရောက်စစ်ဆေးပြီးတော့အကုန်လုံးကို ောင်မြတ်စစ်ဆေးခဲ့ပြီလို့ဆိုပေမဲ့လည်းတချီမှာတကယ်ပြစ်ချခံတာဖြစ်တဲ့တော်လေးပေါက်ကွဲပြီးတော့ဆိုရင်တော့ပလဲမြို့နယ်မင်းတိုင်ပင်ရွာကိုဘုံနေလျှောက်လျှောက်ကျဲနေပါတယ်။ဒါကြိုင်နယ်ပလဲမြို့နယ်မင်းတိုင်ပင်ရွာကိုစစ်တဟာဘုံကြီးတိုက်ခိုက်နေတာမို့နေအိမ်ရှိအိမ်ငတ်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောတာဖြစ်ပါတယ်။တကောင်စီကအချက်ကွဲခဲ့ပါတယ်သူတို့ကထုတ်ပြန်တာတမျိုးအွန်လိုင်းဘက်ကလူတွေကနေပြီးတော့တကယ်ကိုပဲဂျပန်တွေဗီဒီယိုရင်းတစ်ဆင့်ထုတ်ပြန်မှုတွေအောက်မှာပဲတကောင်စီရဲ့ဝါဒဖြန့်မှုကတဆုံးခဲ့ရပါတယ်။ဒါကြောင့်လဲဘုံကြီးတိုက်ခိုက်မှုတွေကိုဆောင်ရွက်ခဲ့ဖြစ်ပါတယ်။ ဘုံကြီးတခမ်းမှုကြောင့်နေရင်ရှင်လုံးပျက်စီးခဲ့ပြီးလူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ဒေသခံတွေကပြောထားပါတယ်။ APDF တွေမှမရှိဘူး။စစ်တပ်ကပြည်သူတွေရဲ့နေအိမ်တွေကိုရွေကျက်ရှိရှိဖျက်ဆီးနေတယ်ဘာလို့လဲဒေသခံတွေကပြောပါတယ်။မင်းတိုင်မင်းရွာကိုဇွန်လ9ရက်6ရက်နေ့တွေမှာဒီကြောင်တိုက်ခတ်ခဲ့တာမျိုးစာတင်ကြောင်းဆောင်ပျက်စီးကမျိုးသားတုပ်တွေတည်ဆုံးခဲ့လို့သိရှိရပါတယ်။အကလဲမျိုးတွေကတန်တောင်းရွာရဲစခန်းကိုလည်းပြည်သူ့မျိုးဝေးတမတော် PL ကဥဆောင်တိုက်ခိုက်နေပြီးဒီနေ့အထိတိုက်ပွဲတွေပြင်းထန်နေပါတယ်။မင်းတိုင်မင်းရွာဟာဒီတိုက်ပွဲတွေနဲ့ဝေးပေမဲ့ တက်ကောင်စီတက်ကတိုက်ပွဲအတွက်တော်လိုင်းကြီးတက်တရားမိတိုင်မီရွာကနေဦးစီးနေတယ်လို့ထင်ပြီးအခုလိုလေချောင်းကတိုက်ခတ်နေတယ်လို့တော်လိုင်းတဖွဲ့ဝင်တို့ကလည်းသုံးသက်ပြောဆိုထားတာကိုရှိရတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့ဗိုလ်ချုပ်နှုတ်ဦးရဲ့တွေ့ဆုံဆွေးနွေးခြင်းမှာຫນွေဦးတော်လိုင်းအတွက်ကြီးမားသောအရေးဖြစ်လာမယ်လို့လည်းသတင်းတွေထွက်ပေါ်လာပြီးဖြစ်ပါတယ်။ဒါကတော့အာရခန့်ကျတော့အေကဗိုလ်ချုပ်ထွေးမြနိုင်တဲ့အချင်းလွတ်လပ်ရေးတက်မတော် AI ကဗိုလ်ချုပ်ကမ္မတို့တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။လူနှစ်ယောက်ရဲ့တွေ့ဆုံမှုဟာຫນွေဦးတော်လိုင်းအတွက်ဒီပဲ ပြီးမှတဲ့အရွေးတခုဖြစ်မယ်လို့ပြည်သူတွေအားလုံးကလည်းမျှော်လင့်ကြီးနဲ့စောင့်မောနေကြကြောင်းလည်းသိရှိရပါတယ်။သူဇော်ဘောင်းကြီးကိုအချက်မဲ့တပ်ကြီးဦးရင်းနဲ့အမှုထပ်ဖွင့်ဆိုပြီးတော့သူတို့တင်လို့ရေးပါတယ်။သူ့ကိုဖွင့်လာတော့ဒါ NUG ကထုတ်ထားတဲ့တရှိုးဆိုပြီးတော့ပြောတာမျိုးတွေကြားတယ်။နောက် PDF နဲ့ဆက်သွယ်လို့ပြောတဲ့အမှုကြားပါတယ်ဆိုပြီးပြောတယ်။သူကတော့တရားမဝင်အတွင်းကိုပို့ကုန်နေဦးအဲတရားမွင်သွင်းနေခုပို့တယ်ပေါ့ဒါကြောင့်မလို့ပြောရဲဆိုမျိုးလေခေါင်းစင်တက်တယ်မျိုးစုံပေါ်ပြသူ့ကိုခေါင်းစင်တက်တော့မျိုးစုံတက်ထားတယ်ဒါတော့ဟိုကရေးတာပါအာမျိုးစုံရေးကြတာပေါ့နော်မျိုးစုံရေးကြပြီးတော့ သူနဲ့ပတ်သက်ပြီးတော့သူ့ကိုသူနဲ့မိတ်ဆွေဖြစ်တဲ့သူတွေရန်သူဖြစ်တဲ့သူတွေဆိုတဲ့သကကလုံးတွေဒီပြည်ကမျိုးစုံရေးကြတာတွေ့ရတယ်ဆိုတော့နောက်တစ်ခါပြီးတော့ပြီးခဲ့တဲ့တောင်တကုန်ရေးစခန်းမှာလည်းဒီဒုံမိုးခိုင်ဆိုတဲ့မျိုးသူတွေကသူ့ကိုမှုဖွင့်ခဲ့တယ်ဆိုတဲ့မျိုးတွေ66ကားနဲ့မှုဖွင့်ခဲ့တဲ့ဆိုတဲ့မျိုးတွေလည်းရေးထားတွေ့ရတယ်ပြောရရင်တော့သူနဲ့ပတ်သက်ပြီးရေးနေတဲ့မျိုးစုံတွေ့တယ်တွေ့ပါတယ်ဆိုတော့ အမှုတွေကတော့ဖွင့်ထားပြီးပြီဆိုတဲ့အဓိပ္ပာယ်တော့တက်ရောက်တယ်ဆိုတော့ဒီဟာနဲ့ပတ်သက်လို့လည်းသက်ဆိုင်ရာနောက်ဆက်ကဘက်ကထုတ်ပြန်ထားခြင်းမရှိဘူးအဲတရားရုံးတွေဘာတွေညာတွေလည်းမင်းမျက်စုံဆန်းခြင်းမရဘူးသက်ဆိုင်ရာဖွဲ့စည်းရေးနဲ့မေးရမြန်ခတ်တယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ပင်လေးလည်းဟိုတို့တွေနဲ့တိတ်ပြီးဆက်ဆံတိတ်မရှိဘူးမရှိတော့ကျွန်တော်တိတ်ပြီးတော့ဟိုမမေးမမမြတ်မိဘူးပေါ့ဗျာအဲ့တော့မမေးမမြတ်မိတော့ကျွန်တော်သိချာမသိဘူးတော်တော်ကူဒီရေတော့ဒါလို့တွေ့ရပါတယ်ဆိုတော့ ကျွန်တော်တို့နောက်ထပ်ကြားရတဲ့ information တခုကတော့သူ့မိသားစုလည်းတချို့သူ့မိသားစုလည်းပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်ရောက်လာတယ်ရောက်ပြီးတော့သက်ဆိုင်ရာဆရာတော်တန်ဃာတော်ကြီးတွေနဲ့ဝင်ဖူးပြီးတော့တွေ့ဖို့ကြိုးစားတယ်လို့လည်းကြားတယ်ပြီးရင်ဆရာတော်တန်ဃာတော်ကြီးတန်ဃာတော်ကြီးတွေရဲ့အဆင့်နိုင်ငံတော်ကြီးကြီးတွေစီကိုမြေတားရခန့်ချတိတင်ပေးဖို့တောင်းဆိုဖို့လုပ်တယ်ဆိုတာလည်းကြားတယ်ဒါတွေတော့ကြားနေရတဲ့သတင်း information တွေပါအတီတော့ကျွန်တော်တို့မပြုတ်ချင်ပါဘူးဘာလို့ဆိုတော့ဒါတွေက information just information ဆိုတာမျိုးပဲမှတ်သိချင်ပါတယ်အဲ့လို့ဆိုတော့ဒီလိုမျိုးတော့သတင်းတွေ့နေရတယ်အဲ့တော့ဟိုကိုဇော်ဘိုးကြီးကိုထောက်ခံကြသူတွေမထောက်ခံကြသူတွေကြိုက်ကြသူတွေမကြိုက်သူမျိုးစုံရှိကြပါလိမ့်မယ် ်ဒါတွေကတော့ကြိုက်ချင်းမကြိုက်ချင်းဟိုထောက်ခံချင်းမထောက်ခံချင်းကတော့ဒါတယောက်ချင်းစီရဲ့သဘောထားဆန်းနေတယ်စိုက်ပါတယ်ဒါပေမဲ့ तू ဥပဒေကိုကျူးလွန်ဖောက်ပြတာရှိရင်တော့ဥပဒေကတော့အရေးကြီးတယ်ဖောက်ပြတာမရှိရင် तू ပြန်လွတ်မယ်ဒါတော့အဖြစ်အဖြစ်အခြေခံအဖြစ်ပါပဲပြီးတော့ဟိုအမှုဖွင့်ထားတဲ့အဖွဲ့အစည်းကဘယ်အဖွဲ့အစည်းလဲဆိုတာလည်းရှိသေးတာဟုတ်အမှုဖွင့်ထားတာကတက်မလို့ကိုယ်တိုင်အမှုဖွင့်ထားတာဆိုရင်တော့ပြဿနာရှိတယ်တခြားလူတွေကအမှုဖွင့်တာဆိုရင်တော့ညှိလို့နိုင်လို့ရနိုင်သေးတယ်ဒါတက်မလို့အမှုဖွင့်နေဆိုရင်လည်းဒါညှိလို့နိုင်လို့ရနိုင်တယ်နောက်တစ်ခုကဒါဟိုအမှုဖွင့်ခဲ့ပြီးတရားရုံးကိုဆွဲချက်တင်လိုက်ပြီဆိုရင်တော့သူ့အနေထားကအန္တရာယ်များလာပါတယ် အစွဲချက်မတင်ခင်လေးမှာဒီအမှုပြက်ပြဲသွားအောင် လုပ်ဖို့ပဲလိုပဲပေါ့အစွဲချက်တင်ဖို့မတင်ဖို့အရေးကြီးပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီနိုင်ငံမှာတရားစီရင်ရေးနဲ့ပတ်သက်ရင်ဘုံကြီးမင်းအောင်လိုင်ကိုရိုင်းမင်းလင်းတရားစီရင်ရေးကိုမဆွတ်ဖက်ဘူးသူကြီးသူကအဲ့လိုနေနေရလို့ဖြစ်တယ်ဆိုတော့အကယ်၍သာတရားရုံးမှာစွဲတင်လိုက်ပြီဆိုရင်တော့ဒါကိုစောဘုံကြီးနဲ့သူ့ရဲ့ဟွာတွေကတော့ဒါဘာပြောဟိုအမှုရင်ဆိုင်မှာတဘောပေါ့နော်ကျွန်တော်ပြောတာမယုံရင်တိုင်းတားလေးနဲ့ကြိုင်ထဲမှာခင်ဗျာစီးပွားရေးလုပ်ကြည့်လိုက်သွားနေကြည့်လိုက်အဲ့ဆိုရင်ခင်ဗျာတိလိမ့်မယ်ဒါတိုင်းတားလေးနဲ့ကကျွန်တော်ပြစ်မပြောဘူး မြန်မာတက်မတော်လို့ဘယ်တိုင်းတိုင်းနဲ့ကံမမကောင်းဘူးအဲ့တော့မြန်မာတောက်လို့ကျွန်တော်ချစ်တယ်။နောက်မြန်မာနိုင်ငံရဲ့အခုကြည့်တော့နိုင်ငံတော်ရဲ့ပြတ်ကုတ်ဖြစ်တယ်။တကဘာလုံးထဲမှာနိုင်ငံတနိုင်ငံရဲ့တက်မတော်ကမြန်မာတခုပဲရှိတယ်။မြန်မာတက်မတော်ကနော်။တမိုင်းစီလာနဲ့တက်မတော်ဖြစ်တယ်။နောက်ကောင်းစီဖြစ်တယ်၊စုစီဖြစ်တယ်မြန်မာတက်မတော်ကျွန်တော်ချစ်တယ်။နောက်ပြီးမှမြန်မာနိုင်ငံမှာရှိတဲ့လူငယ်လေးတွေချစ်တယ်။နော်လမ်းမရောက်နေတဲ့လူငယ်လေးတွေလမ်းမရောက်နေခြင်းနဲ့စာသားနဲ့အကူကပြောတာလူငယ်တွေကိုရင်မပြောခင်မင်းကိုမင်းရင်လမ်းမရောက်အောင်လုပ်လိုက်ဟုတ်အကုန်လုံးပဲဟာ အမျိုးချစ်တဲ့ပုံကိုယ်ကြီးကတို့ဆုံးရှုံးသွားမှာကျွန်တော်လည်းမခံနိုင်ဘူးပုံကိုယ်ရေးရမဟုတ်ဘူးကျွန်တော်တို့တိုင်းပြည်နယ်လူမျိုးတချုံငုံမှုမဲ့ချစ်တဲ့အခြေအကြောင်းမလို့မို့ဝန်ရံပေးကြပါလားလို့တောက်ဆိုဒေါ်လာမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှတွေ့ရမယ်အကြောင်းအရာလေးကတော့အမေရိကန်ကူညီရင်ဒေါ်လာကြီးကတကယ်ပြီးမှလားဒေါ်လာကြီးထုတ်ပေါက်တော့တကယ်လားဆိုပြီးဆရာကိုသိမြတ်ကနေပြီးထောက်ပြပြောဆိုထားလေးကိုမကြည့်ရသေးဒေါ်လာမျိုးတွေကျွန်တော်ပြောမှာပြလိုက်ပါပါတယ်မကြည့်ရသေးဒေါ်လာမျိုးတွေအားလုံးပဲကျွန်တော်တို့အားပေးတော်ရရပါတယ်ကျွန်တော်တို့တိုင်းပြည်ရင်ဆိုင်နေရတဲ့အခက်အခဲကကြမ်းတမ်းပါတယ်။တခြားတိုင်းပြည်တွေမှာပြည်သူလူထုရဲ့ဆန္ဒပြကန့်ကွက်မှုတွေကြောင့်အစိုးရတွေတစ်ဖွဲ့ပြီးတစ်ဖွဲ့ပြုတ်ကျသွားကြပေမဲ့ တော်တို့တိုင်းပြည်မှာအဲ့ဒါလိုဖြုတ်မချနိုင်မယ်နဲ့တက်ဆိုးရှင်နေပါတယ်အုတ်ချုပ်သူကိုပြည်သူလူထုကမကြိုက်နှစ်သက်မလိုလားတာနှစ်ပေါင်း80နီးပါးကြာပါပြီအချိန်ပေါင်းများစွာဆန္ဒပြကန့်ကွက်ကြပါမယ်သူတို့ကအမြင့်မပြတ်ဖ ೇನೆ ပြည်သူတွေကသာအသက်ပေးခဲ့ကြရပါတယ်သူတို့ကအချိန်နေမှန်းရင်သူတို့ချင်းပဲလူစားထိုးလဲပြီးတော့ကစားပါတယ်နေဝဲနေရာမှာစောမောင်စောမောင်နေရာမှာတန်းရွှေတန်းရွှေနေရာမှာမင်းအောင်လိုင်းလူတွေသာပြောင်းသွားတယ်ဆက်အာနာရှင်စနစ်ကဒုံရင်ဒုံရင်ပြည်သူတွေရဲ့စစ်ကြုံဘဝကလည်းဒုံရင်ဒုံရင်ပါ ဘာကြောင့်အဲ့ဒါလောက်ခက်ခဲနေရတာလဲဆိုတော့ကျွန်တော်တို့ပြည်သူတွေအဓိကရင်ဆိုင်နေရတဲ့ရန်သူဟာစစ်အာဏာရှင်ဖြစ်နေတော့ပါ။ရန်သူကစစ်အာဏာရှင်ဖြစ်နေတော့ပြည်သူလူထုကဆန္ဒပြပြီးကန့်ကွက်ပြီးဆိုတိုင်းမှလည်းလက်မောထွက်တာနဲ့ပြစ်တော်တာပါပဲ။ဒီလိုအခြေအနေဆိုးကိုကျွန်တော်တို့မြန်မာပြည်သူတွေပဲနားလည်နိုင်ပါတယ်။ဘာကြောင့်အာဏာရှင်စစ်တပ်အမြင့်ဖြတ်ဖက်စစ်စစ်တပ်အမြင့်ဖြတ်လို့ပြောနေရတယ်လဲဆိုတော့မြန်မာပြည်သူတွေပဲနားလည်ပါတယ်။အဲ့ဒါဟာသဘောထားတင်းမာလွန်းလို့ပြောနေတာလို့တချို့ theory သမားတွေကထင်တတ်ကြပါတယ်။ အမြင့်ဖြတ်လို့ပြောတဲ့အတွက်ကြောင့်သဘောထားတက်မာတယ်လို့သူတို့ကစွန့်နေကြတာပါဒါပေမဲ့အခုတော်လိုင်းရေးသမားတွေကအမြင့်ဖြတ်လို့ပြောနေရတာဟာအမြင့်မဖြတ်ဘဲနဲ့နေလို့ရကိုမရတော့လို့အဲ့ဒါလို့ပြောနေရတာပါအရင်ကလည်းတော်လိုင်းရေးအကျင့်ကျင့်အောင်မြင်ခဲ့ပူပါလေ88ခုနှစ်မှာဘုံနေဝင်းအစိုးရကိုဖြုတ်ချနိုင်တာပါပဲဒါပေမဲ့အာနာရှင်စစ်တပ်အမြင့်မဖြတ်နိုင်တော့ဒီဘူတာဟောက်မယ်ပြန်ဆိုင်ပါတယ်90ရွေးကောက်ပွဲ 2015ရွေးကောက်ပွဲတွေနိုင်နေဆိုတာလည်းပြည်သူလူထုကအောင်မြင်တာပါပဲဒါပေမဲ့အာနာရှင်စစ်တပ်အမြင့်မဖြတ်နိုင်တော့ဒီပူတာဟောင်းမယ်ပြန်ဆိုင်ပါတယ်အခုလဲတခြားတခြားသောအောင်မွဲဆိုတာမျိုးတခြားပုံစံနဲ့အောင်မွဲဆိုတာမျိုးကိုမျော်လင့်ဆောင်စားနေတယ်တခြားနိလန်းကိုပဲရှာဖွေနေအောင်မယ်ဆိုရင်တနေ့မှဒီပူတာပဲပြန်ဆိုင်အောင်မှာပါပဲအဲ့ဒါကြောင့်အာနာရှင်စစ်တပ်အမြင့်ဖြတ်ဖက်စစ်စစ်တပ်အမြင့်ဖြတ်လို့ပြောနေကြတာပါစစ်အာနာရှင်ကိုအမြင့်ဖြတ်ခြင်းနဲ့ပြည်သူတွေရဲ့စိတ်ဆန္ဒဟာနှလုံးသားထဲမှာ ိတ်ရင့်တန်ကြီးမားနေပါတယ်ဒီစစ်အာဏာရှင်ကိုအမြင့်ဖြတ်လို့ရမယ်ဆိုရင်ရတဲ့နည်းနဲ့ဖြတ်ချင်ပါတယ်ဘသူအကူအညီဖြစ်ဖြစ်ယူချင်ပါတယ်ကူညီမဲ့သူကိုလည်းမျှော်လင့်ကြပါတယ်ဒီစစ်အာဏာရှင်ကိုထောက်ခံလို့ရှိရင်ဘသူကိုဖြစ်ဖြစ်ထောက်ခံတဲ့သူကိုခါခါတီးတီးမုံပါတယ်အဲဒါကြောင့်မြန်မာပြည်သူတွေကြားထဲမှာတရုတ်ရုရှားဆိုရင်မုံတယ်အမေရိကန်ဆိုလို့ရှိရင်ကြိုးစိုးကျင်တယ်ဆိုတဲ့စန်တာမျိုးဟာတိုးပွားဖြစ်ပေါ်နေပါတယ်ဒါဟာစစ်ကောင်စီကတွန်းပို့နေတဲ့လမ်းဖြစ်တယ်လို့တရုတ်ရုရှားအမေရိကန်အစိုးရတွေကိုယ်တိုင်ကရွေးချယ်ကြတဲ့လမ်းလည်းဖြစ်ပါတယ် ဲ့ဒါလိုဖြစ်နေတဲ့အတွက်ပြည်သူကိုကျွန်တော်တို့အပြစ်တင်လို့မရပါဘူးမြန်မာပြည်ဒီမိုကရေစီရအောင်အမေရိကန်ကူညီမလားလို့မျှော်လင့်လာတာဟာ1988ခုနှစ်ကလေးကပါအမေရိကန်ကကူညီနိုင်တယ်လို့ကူညီခဲ့တာတွေရှိတယ်ဆိုတာလည်းအမှန်တကယ်ပါပဲ။တဏမန်ကြီးရာအရာကူညီခဲ့တာ NGO ရင်းကျင်းမှုပေါ်ပေါက်လာအောင်ငွေကြေးအလုံးရင်းနဲ့ကူညီခဲ့တာမီဒီယာဖွံ့ဖြိုးအောင်ကူညီခဲ့တာတွေအများပြားရှိခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့ကူညီမှုအလုံးဟာသူတို့ရဲ့အကျိုးစီးပွားပေါင်းတွေကအကြီးပဲကူညီခဲ့တာပါ။ 1988ခုနှစ်မှာကျောင်းသားလက်နက်ကင်တက်မတော်ပေါ်ပေါက်လာခဲ့ပါတယ်တိုင်းသားလူမျိုးပေါင်းစုံရဲ့ဆက်အနာရှင်စန့်ကျင်ရေးတိုက်ပွဲကလည်းဒီနှစ်ခေတ်လိုပဲအားကောင်းခဲ့တာပါပဲအဲ့ဒီတော့ကကျောင်းသားတက်မတော် ABSTF နဲ့တိုင်းသားလူမျိုးစုလက်နက်ကင်တက်မတော်တွေကိုလက်နက်ထောက်ပံ့ကူညီပေးလိုက်မယ်ဆိုလို့ချင်းပွဲကပြတ်တာကြာလာပါပြီအဲ့ဒီကလေးကပြတ်မှာပါအဲ့ဒီအစားမှာ လက်နက်ကင်တော်လှန်ရေးမလုပ်ဖို့အမေရိကန်ကနားချစည်းရုံးခဲ့ပါတယ် တော်လိုင်းကြီးလုံမဲ့ကြောင်းသားတော်လိုင်းကြီးသမားတွေကိုအမေရိကန်နဲ့အနောက်နိုင်ငံတွေကြီးခေါ်ယူပြီးတော့ပညာသင်ပေးပါတယ်အခု2021ခုနှစ်မှာဒုတိယဆရာနာရှင်တော်လိုင်းကြီးဖြစ်လာတော့အဲ့ဒီအနောက်နိုင်ငံမှာပညာသင်ခဲ့တဲ့ပညာတတ်တွေဘယ်ခန်းကဏ္ဍကနေပါဝင်လှုပ်ရှားနေကြပါသလဲဘာတွေလှုပ်နေကြပါသလဲဒီနေ့တော်လိုင်းကြီးမှာပါဝင်ကူညီနေသူဘယ်နှယောက်ရှိပါသလဲအားလုံးစဉ်းစားကြည့်လို့ရှိရင်ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်ကျွန်တော်အဓိကပြောချင်တာကဆရာနာရှင်ပြုတ်ကြအောင်အမေရိကန်ကူညီခြင်းရလွယ်လွယ်လေးပါ အဲ့ဒါဟာသူတို့ရဲ့အဓိကရည်ရွယ်ချက်မဟုတ်တော့သူတို့ရည်ရွယ်တဲ့အတိုင်းသူတို့လုပ်သွားပါတယ်သူတို့ရည်ရွယ်ချက်အောင်မြင်ပါတယ်ကျွန်တော်တို့တော်လိုင်းရေးကတော့အတွက်ရှိခဲ့ပါတယ်အခုလဲကျွန်တော်တို့တော်လိုင်းရေးသမားတွေဟာအမေရိကန်ရဲ့အကူအညီကိုမျှော်လင့်နေကြတော့မှာပဲအခုအမေရိကန်ဝင်ချင်နေပြီဝင်ဖို့လမ်းရှာနေပြီအမေရိကန်ဝင်လာရင်မြန်မာပြည်မှာ proxy စစ်ပွဲဖြစ်လိမ့်မယ်ဒုတိယယူကရိန်းဖြစ်လိမ့်မယ်သတိကြီးကြီးထားကြပါကို့အချင်းချင်းအ мян စီလုံးကြပါလို့ကျွန်တော်ကပြောတော့ တချို့မကြိုက်နှစ်သက်သူတွေရှိကြပါတယ်ရိုးရိုးသားသားမကြိုက်နှစ်သက်ကြတဲ့သူတချို့ကိုဆွလို့ပါတယ်ကျွန်တော်ကအမေရိကန်လာမှာကိုအစိုးမြင်မြင်နေတယ်ဆိုပြီးတော့မကြိုက်ကြတာပါဘာလို့မကြိုက်ကြတယ်လဲဆိုတော့အမေရိကန်ဝင်လာမှာကိုသူတို့ကအကောင်းမြင်နေကြလို့ပါသူတို့ဘက်ကအမြင်ကိုကျွန်တော်နည်းနည်းရှင်းပြပါမယ်တယောက်ကစစ်ကောင်စီဘက်မှာယက်နေပြီငါတို့ဘက်မှာအမေရိကန်ယက်မှာသာဒေါ်လာကြီးအောင်မြင်မယ်အဲ့ဒါလို့မဟုတ်ရင်အောင်ဖို့ခက်မယ်လို့သူတို့တွေးပါတယ်သူတို့တွေးတယ်လို့ရိုးရိုးဖြောင်ဖြောင်လေးအတိုင်းဖြစ်သွားရင်တော့သိကောင်းတာပေါ့ဗျာ အမေရိကန်က NUG အစိုးရကိုလက်နက်တွေထုတ်ပေးမယ်အဲ့လိုထုတ်ပေးတဲ့လက်နက်တွေကို PDF တွေရသွားမယ်ခင်မီလက်နက်တွေနဲ့ပြန်တိုက်ပြီးတော့စစ်ကောင်စီကိုအနိုင်ရသွားမယ်လို့သူတို့မျှော်လင့်တာသူတို့ရဲ့ရိုးဖြောင်တဲ့အိမ်မက်ပါအဲ့လိုဖြစ်သွားရင်ကျွန်တော်လည်းကြိုက်တာပါပဲအင်းမွေးကလေးကစစ်အာဏာရှင်လက်အောက်မှာနေခဲ့ရတဲ့လူတယောက်အနေနဲ့အမေရိကန်ပဲကူကူတယောက်ဖက်ကူကူဘယ်သူပဲကူကူစစ်အာဏာရှင်ပြုတ်ကြအောင်ကူမယ်ဆိုလို့ရှိရင်ကူတဲ့သူကိုကြိုးစုံမှာပါပဲအမေရိကန်ကူလို့ဒီဒေါ်လာရေးအောင်မြင်သွားရင်ကျွန်တော်လည်းကြိုက်ပါတယ်ဒါပေမဲ့အဲ့ဒါတော့မရိုးစင်တာကို မြင်နေလို့သာ proxy စစ်ပွဲဖြစ်သွားလိမ့်မယ်လို့သတိပေးနေတာပါအမေရိကန်က NUG ကိုအကူအညီပေးခြင်း PDF ကိုအကူအညီပေးခြင်းနဲ့ရိုးရိုးနဲ့လွယ်လွယ်လေးပါယူကရိန်းကိုကူလို့ကူလိုက်ရုံပါပဲအခုအမေရိကန်ကအဲ့ဒါလိုမကူပါဘူးယူကရိန်းကိုကူတာရဲ့စေဘုံတဘုံကူရင်တောင်မှကျွန်တော်တို့နိုင်နေပြီဆိုပြီးတော့ NUG ဘက်ကတာဝန်ရှိတဲ့သူတချို့ကအမေရိကန်ရဲ့လူတွေကိုမချစ်တင်ငယ်ပြောပြနေကြတာကိုကျွန်တော်ကြားပါတယ်။အမေရိကန်ကလည်းယူကရိန်းကိုကူသလိုမကူပါဘူး။ဘာလို့အဲ့လိုမကူသလဲဆိုတော့ မြန်မာပြည်မှာရှိတဲ့သူတို့အကျိုးစီးပွားဟာယူကရိန်းမှာရှိတဲ့သူတို့ရဲ့အကျိုးစီးပွားနဲ့မတူလို့ပါအမေရိကန်ဟာယူကရိန်းမှာလဲသူ့အကျိုးအတွက်သူလှုပ်ရှားနေတာပါမြန်မာပြည်ကိုလာရင်လဲသူ့အကျိုးအတွက်သူလှုပ်ရှားမှာပါပဲအခုအမေရိကန်ကမြန်မာပြည်ကိုဘလိုနည်းနဲ့ချင့်ကပ်လာပါတယ်လဲရိုဟင်ဂျာဖိချက်ကိုကင်ပါတယ်ဘင်္ဂလားဒေ့ရှ်ရဲ့လက်ကိုငှားပါတယ်ရခိုင်နဲ့ချင်းပြည်နယ်ကနေပြီးတော့ဖောက်ဝင်မှုချင့်ကပ်လာပါတယ်ခေါင်းစဉ်တပ်တားက humanitarian corridor ပါ ရှိခါစီနာခါလီဒါစီယာအပြင်လက်ရှိဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ်ဝါကာဦးဇာမန်ကပါအဲ့ဒီဇင်းကြံလက်ဟာသွေးစွန်းမဲ့ဇင်းကြံလို့ပြောပြီးတော့ပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့အတွက်မိုဟာမက်ယူနစ်တောင်မှရွာလဲနေပါတယ်ဆွေးဦးစီးချုပ်ကဒီလောက်ကန့်ကွက်နေတာကိုစွတ်ရှစ်တို့လို့ရှိရင်သူ့အာဏာတောင်မရေမရာဖြစ်သွားနိုင်တဲ့အနေထားပါဒါအပြင်ဒီဇင်ဘာလကုန်မှာနောက်ဆုတ်ထားပြီးတော့ရွေးကောက်ပွဲလုပ်ပြီးဖို့ဆွေးဦးစီးချုပ်ကအမိတ်ထုတ်ပြန်တာကိုတောင်မှခံနေရပါတယ် အမေရိကန်မှာစိတ်မတင်ကျွန်းအိမ်မက်ရှိနေတယ်လို့ရှိခါစင်နာကထုတ်ပြောပါတယ်ဒါကိုကျွန်တော်တို့မြန်မာလူပြောနိုင်ငံရေးသမားတွေကဟုတ်မှာဟုတ်ပါမလားလို့တန်တရားရှိကြပြီမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမားတွေရောကမ္ဘာနိုင်ငံရေးသမားတွေကပါတန်တရားမရှိကြပါဘူးတမိုင်းကိုတည်တဲ့နိုင်ငံရေးသမားတွေတန်တရားမရှိကြဘူးလို့ပြောလို့ရပါတယ်စိတ်မတင်ကျွန်းဆိုတာအမေရိကန်နေချိမချဘူးတဲ့နေရာလည်းမဟုတ်ပါဘူးဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးမကြေညာခင်အရှေ့ပါကစ္စတန်အာနာရှင်အာယုဘ်ခန်လက်ထက်တုန်းကစိတ်မတင်ကျွန်းကိုအမေရိကန်အတွက်ငားခဲ့ပူပါတယ် ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရပြီးရှိတ်ခါစီနာရဲ့အဖေရှိတ်မူဂျီဘာရာမန်အာနာရလာတဲ့အချိန်ကလေးကစိတ်မာတင်ကျွန်းကိုအမေရိကန်လက်ဘယ်တော့မှမငားတော့ဘူးလို့ကြေညာခဲ့ပါတယ်။စိတ်မာတင်ကျွန်းကိုငားရင်ဘင်္ဂလားဒေ့ရှ်ဟာနိုင်ငံကြီးတွေကြားမှာကြားညက်ပြီးတော့ဒုက္ခရောက်ရလိမ့်မယ်လို့မြင်တဲ့အတွက်အဲ့ဒါလိုကြေညာခဲ့တာပါ။အဲ့ဒီအကြောင်းလေးကိုတရားထပ်ပြောပါဦးမယ်။အရင်တုန်းကကြားညက်တာတဲ့အခုဆိုလို့ရှိရင်ပိုပြီးတော့ကြားညက်နိုင်တဲ့အနေထားပါဘင်္ဂလားဒေ့ရှ်ရဲ့အခြေအနေကတရားထပ်ပြောပါမယ်။အမေရိကန်ဟာမြန်မာနိုင်ငံကိုအနောက်ဘက်ကပတ်ဝန်းဖို့စူးစမ်းပါတယ်။ 理解嘛？Flix, 美国人也蛮好，蛮皮的。但是啊，西班牙人哇，接下来是给他表白的。而且，美国人也不能比后母后手了，表白个了，得少了嘛的嘞。别人那边问问，美国人问了没说，人家高拿白了，人家那边西班牙人说说白都了话嘞，都阿得罗尼亚话，只能过境耍话嘞。 အမေရိကန်ဝင်လာမယ် NUG ဘက်ကနေမဝင်မယ်ရခိုင်နဲ့ချင်းကိုအကူအညီပေးပြီးတော့တော်လိုင်းရေးနိုင်သွားမယ်ဆိုရင်လည်းကောင်းတာပဲလို့မြင်တဲ့သူတွေရှိပါတယ်စိုးစိုးရစကားကိုပဲကျွန်တော်အနေနဲ့လည်းထပ်ပြောပါမှာပါရခိုင်တိုက်လိုပဲဖြစ်ဖြစ်ချင်းတိုက်လိုပဲဖြစ်ဖြစ်ဘင်္ဂလားဒေ့ရှ်တိုက်လိုပဲဖြစ်ဖြစ်အမေရိကန်တိုက်လိုပဲဖြစ်ဖြစ်စစ်အုပ်စုပြုတ်ကျသွားမယ်ဆိုရင်ဝမ်းသာပါတယ်ဝမ်းသာရမှာပါဒါပေမဲ့အဲ့ဒါလောက်မယိုးရှင်းနိုင်ပါဘူးအမေရိကန်ကရခိုင်တို့ချင်းတို့နဲ့ပေါင်းပြီးတော့ရခိုင်ပြည်နယ်ချင်းပြည်နယ်ကိုစိုးမိုးသွားမှာဘူးတရုတ်ကဘယ်နည်းနဲ့မှအဖြစ်မခံနိုင်ပါဘူးအမေရိကန်ကရခိုင်တို့ချင်းတို့ဘက်ကနေဝင်လို့ရှိရင်တရုတ်ကစစ်ကောင်စီဘက်ကနေဝင်မှာပါ အခုလည်းဝင်နေတာပဲမဟုတ်ဘူးလားအဲ့လိုတချို့ကမေးချင်မေးပါလိမ့်မယ်အခုတရုတ်ကစစ်ကောင်စီပဲပင်းနေတာမှန်ပါတယ်တိတိတသာပင်းနေပါတယ်လာရှိုးကိုစစ်ကောင်စီပြန်ရအောင်ကူညီခဲ့ပါတယ်အခုတိုင်းကြီးကိုပြန်တောင်းပေးမယ်ဆိုတဲ့အတန်းနဲ့ကြားနေရပါတယ်ဒါတွေဟာစစ်ကောင်စီဘက်ကပင်းနေတာပါဒါပေမဲ့အစွမ်းကုန်ဝင်ပါနေတာမဟုတ်သေးပါဘူးစစ်ကောင်စီကိုလက်နက်ထုတ်ပေးတဲ့အဆင့်တိမရောက်သေးပါဘူးစစ်ကောင်စီဘက်ကိုအကုန်လုံးပုံအော်ကူညီတဲ့အဆင့်တိမရောက်သေးပါဘူးတကယ်လို့အမေရိကန်ကဝင်လာမယ်ဆိုရင်စစ်ကောင်စီဘက်ကိုပုံအော်ကူညီပါလိမ့်မယ် အမေရိကန်ကချင်းရခိုင်ဘက်ကပဲလာလာ NUG ဘက်ကပဲလာလာအမေရိကန်လာပြီဆိုတာနဲ့တရုတ်ကလည်းခြေစုံပြစ်ဝင်လာပါလိမ့်မယ်အဲ့ဒါလိုဝင်လာရင်မြန်မာပြည်ယူကရိန်းဖြစ်သွားပါမယ်အမေရိကန်ရဲ့ proxy တွေနဲ့တရုတ်ရဲ့ proxy တွေတိုက်တဲ့စစ်ပွဲကြီးဖြစ်သွားပါလိမ့်မယ်နှစ်ဖက်စလုံးမှာလက်နက်အကောင်စားတွေရလာပါလိမ့်မယ်လူတွေတိတ်ချီပြီးတော့တေဆုံးရပါလိမ့်မယ်စစ်ပွဲကြီးကမပြီးနိုင်မစီးနိုင်တမျောတခေါ်ကြီးဖြစ်သွားပါလိမ့်မယ်အဲ့ဒါကြောင့်အမေရိကန်ဝင်လာတဲ့အချိန်ထိမဆက်ရောက်ခင်မှာ စစ်ကောင်စီကိုကိုနီကိုဟန်နဲ့ဖြည့်ရှင်းကြစေချင်တာပါအဲ့ဒါလို့ကိုနီကိုဟန်နဲ့မြန်မြန်ဖြည့်ရှင်းဖို့ဆိုလို့ရှိရင် NUG နဲ့ K3CG ပဲတိုက်နေရုံနဲ့မပြီးပါဘူးအားလုံးတပ်ပေါင်းစုဖွဲ့ဖို့လိုပါတယ်အခုတော့ NUG နဲ့ K3CG ဟာသူတို့ကြီးပဲအနိုင်တိုက်နိုင်မယ်လို့ထင်တဲ့အတွက်တခြားအဖွဲ့တွေဝင်ပါလာမှာကိုတောင်မှဟန့်နေပါတယ်တခြားအဖွဲ့တွေအင်အားကြီးထွားလာမှာကိုတောင်မှမကြီးထွားအောင်လိုက်လံပိတ်သိမ်းနေပါတယ်အဲ့ဒါလို့လုပ်နေရင်တော်လိုက်အချိန်ကြာပြီးစောစောကကျွန်တော်ပြောခဲ့တဲ့ proxy စစ်ပွဲတွေအထိရောက်သွားပါလိမ့်မယ်မြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကိုင်တော်လိုက်အဖွဲ့အစည်းမှန်သမျှဟာ ိုနဲ့တူတည်ဖြစ်စေမတူတည်ဖြစ်စေကိုကကြိုက်တည်ဖြစ်စေမကြိုက်တည်ဖြစ်စေတော်လိုင်းရဲ့အဖွဲစည်းမှန်သမျှတပ်ပေါင်းစုဖွဲ့ကြဖို့တိတ်အရေးကြီးနေပါတယ်ကိုကမကြိုက်ရင်တောင်မှပြည်သူမျက်နှာကြည့်ပြီးတော့အလျှော်ပေးပေါင်းကြဖို့လုပ်နေပါပြီမြန်မာပြည်မှာစစ်ကောင်စီတက်ကြီးရဲ့ရန်သူမရှိပါဘူးကျန်တဲ့ကိုအချင်းချင်းပြိပခါတွေကိုစစ်ကောင်စီမရှိတော့မှဖြည့်ရှင်းကြရမှာပါစစ်အာဏာရှင်စနစ်ပြုတ်ကြရေးကလည်းနံပါတ်1ပါအဲ့ဒီအချက်ကိုမမြင်နိုင်ရင်မြန်မာပြည်ဟာသွေးပင်လည်းဖြစ်သွားပါလိမ့်မယ် အခုမြန်မာပြည်သွေးကြောင်းစီးနေပါလိမ့်မပေါင်းမပေါင်းနိုင်ကြပဲနဲ့ခေါင်းဆက်မနိုင်မယ်ဆိုရင်သွေးကြောင်းစီးရုံသာမကပဲနဲ့သွေးပင်လည်းဖြစ်သွားပါလိမ့်မယ်ဘာပဲဖြစ်ဖြစ်အမေရိကန်ကဝင်ပြအောင်ဝင်မှာပဲတရုတ်နဲ့လည်းတွေ့မှာပဲအခုကျွန်တော်ပြောနေတာတွေဟာနောက်ကျနေပြီအဲ့ဒီခြေနေတွေဟာရှောင်လွဲလို့မရနိုင်တော့ဘူးလို့ထင်နေတဲ့သူတချို့လည်းရှိပါတယ်အဲ့ဒီယူဆကလည်းအပြည့်အဝမမှန်သေးပါဘူးအခုချိန်မှာတရုတ်ရောအမေရိကန်ရောဟာတယောက်ခြေကိုတယောက်ကြည့်ပြီးတော့သတိနဲ့လှမ်းနေကြတဲ့အခြေအနေမျိုးမှာပဲရှိနေပါသေးတယ် ဘယ်သူကမှအယံကာရောမဝင်ကြသေးပါဘူးတေဟွာအခုစစ်ကောင်စီဘက်မှာပါနေပါတယ်ဒါပေမဲ့စစ်ကောင်စီကိုလက်နက်အပြည့်တက်ဆင်ပေးတာမျိုးမလုပ်ရဲသေးပါဘူးအဲ့ဒါဘာကြောင့်လဲဆိုတော့အမေရိကန်ဝင်လာမှဆုလို့ပါအမေရိကန်ကလည်းတလန်းချင်းတလန်းချင်းစန့်တိုးကြည့်နေပါတယ်အန်ယူဂျီကိုလက်နက်ပုံရောတက်ဆင်ပေးပြီးအချိန်နဲ့ဝင်လာတာမျိုးမလုပ်သေးပါဘူးဘာကြောင့်လဲဆိုတော့တေဟွာနဲ့ရင်မဆိုင်ကြသေးလို့ပါတေဟွာအမေရိကန်ရဲ့နံပါတ်1အရင်သူပါရုရှားကနံပါတ်1မဟုတ်ပါဘူးဒီချက်ကိုတေယိုရောအမေရိကန်ရောကောင်းကောင်းသဘောပေါက်ကြပါတယ် ဒါပေမဲ့တရုတ်ဟာအမေရိကန်နဲ့ထိတိုက်မတွေ့ကျင်သေးတယ်လို့အမေရိကန်ကလည်းတရုတ်နဲ့ထိတိုက်မတွေ့ကျင်သေးလို့နှစ်ဖက်စလုံးဟာတယောက်ခြေလမ်းတယောက်ကြည့်ပြီးတော့တွေးလို့ဆန်းနေကြတာတရုတ်ကအမေရိကန်နဲ့ထိတိုက်မတွေ့ကျင်သေးလို့ရုရှားကိုတောင်မှနင်းတိုက်တဲ့နင့်ကန်ဆိုပြီးတော့ပြစ်ထားပါတယ်နင်းနေပပပဲကူညီတာပါအမေရိကန်ကလည်းရုရှားကတစ်ဖက်အီရန်နဲ့အရှေ့လယ်ပိုင်းကတစ်ဖက်မနိုင်မနှင်းဖြစ်နေချိန်မှာတရုတ်ဘက်ကိုချက်ချင်းမလှည့်ကျင်သေးပါဘူးအဲဒါကြောင့်တွေးလို့ဆန်းရုံပဲဆန်းနေတာပါ ဲ့ဒါကဘာကိုဖော်ပြတာလဲဆိုတော့ကျွန်တော်တို့အတွက်အချိန်နည်းနည်းရနေသေးတယ်ဆိုတာကိုဖော်ပြနေတာပါဒါပေမဲ့အများကြီးမရပါဘူးအများကြီးမျောလင့်ထားလို့မရပါဘူးကျွန်တော်တို့စစ်ကိုစိတ်အေးလက်အေးဇိမ်ဆွဲတိုက်နေဖို့အချိန်မရပါဘူးအခုတော့ NUG နဲ့ K3C ကလည်းငါတို့ကြီးပဲတိုက်မယ်။ကျန်တဲ့သူတွေလှုပ်ချင်တာလှုပ်၊ငါတို့လမ်းပေါ်လာမရှုံနဲ့ဆိုလဲသဘောထားမျိုးဖော်ပြနေပါတယ်။မြောက်ပိုင်းမဟာမိတ်တွေကလည်းငါတို့တိုက်ချင်တိုက်မယ်၊မတိုက်ချင်မတိုက်ဘူး။မင်းတို့အမေရိကန်လူတွေနဲ့တော့မပေါင်းဘူး။ငါတို့ကတရုတ်လူဆိုတာမျိုးဖြစ်နေပါတယ်။ရှမ်းတောင်ရှမ်းမြောက်ကလည်းငါတို့က ဘသူမှမတိုက်ဘူးငါတို့နယ်မြေကိုလာမထည့်ရင်ပြီးရောဆိုတာမျိုး ဖြစ်နေပါတယ်တခြားတိုင်းရင်းသားအစုတွေကလည်းကိုယ့်အစုနဲ့ကိုဖြစ်နေကြပါတယ်ဗမာပြည်ကွန်မြူနတီပါတီရဲ့ PLA နဲ့တခြား local တွေကြောင်းသားတက်တွေကလည်းတီးကြဖြစ်နေပါတယ်အဲ့ဒါလိုအခြေအနေမျိုးနဲ့အားလုံးကငါမြင့်ငါဆိုင်ကြမယ်ဆိုရင် ဖြစ်နိုင်ခြင်းနှစ်မျိုးရှိပါတယ်ပထမတစ်မျိုးကမြမအမိပေါ်မှာတရုတ်အမေရိကန် proxy စစ်ပွဲကြီးဖြစ်နေပါတယ်ဒုတိယတစ်မျိုးကမညီညွတ်ကြတဲ့အဖွဲ့အစည်းတွေကိုနင်းချပြီးစစ်အုပ်စုက တဖွဲ့ချင်းစီကိုကောက်စားသွားပါလိမ့်မယ်။ဗလန်ဗီရီအားလုံးပဲဒါကတော့ဆရာကိုသိမ်းမြတ်ကတုံးတက်ပေါက်ပြသွားဖြစ်ပါတယ်။ဘလို့မဲ့ဒီဗီဒီယိုတောင်းနေပဲဆုံးတက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာနောက်တစ်တင်ဖြစ်လို့တဲ့ကျွန်တော်ရဲ့ကိုကြည့်ရိုဘရူ channel လေးကိုလည်းရန်ဆက်ကလုပ်ထားခြင်းမင်းနဲ့ဆက်တနာရီကိုသတင်းများနဲ့ည9:00နာရီထုတ်သတင်းများကိုအားလုံးကိုဒီနေ့မှနှစ်ချိန်အားဆင်ပေးရပါတယ်။ဗလန်ဗီရီအားလုံးပဲနောက်ထပ်ဗီဒီယိုမှာမင်း